ဒီအခက်အခဲမျိုးမျိုးကြောင့် personally လာပြီးတော့ဆရာဝန်နဲ့မတွေ့ခင်မကူတာမှုမခံယူခင်မှာဒီ Agni series လေးကိုတုံးဆွဲမယ်ဆိုလို့ရှိရင်ဆရာဘလို့လေးတုံးဆွဲဖို့အတွက် recommend လုပ်ချင်ပါတယ်ဆရာကင်ကဲကိုအရင်ဝါသနာပါပြီးအရင်လုပ်ချင်ပါတယ်လူတွေဆိုရင်တော့ညစ်လို့ပေါ့နော်အဲဒါဒီကအရန်ကို တခုခုလုံးချင်ရင်ဒီဘက်ရန်ဒီ side ပြီးတော့အရန်ကိုဂလိုးကျင်ပါတယ်ရန်မှကျင်ပါတယ်သူဒီအတွက်ဆိုတော့ mask လေးလည်းရှိတဲ့အခါကျတော့ mask လေးထပ်ပြီးတော့အသုံးပြုလို့ရတာပေါ့မင်္ဂလာပါကျွန်တော် sniper ကျွန်တော်ဒီနေ့ acne series တွေနဲ့ပတ်သက်ပြီးတော့အမြဲအမေးများတဲ့မိန်းကလေးတွေကိုကျွန်တော်ရဲ့ချစ်ခင်လေးစားရတဲ့ဆီယမားတွေနဲ့ဆီယရီစီမှာတိတိချာချာလေးအားလုံးရဲ့ကိုစားမေးပေးတော့မှာဖြစ်ပါတယ်ခင်ဗျာမင်္ဂလာပါဆီယဖုန်းကြီးဟုတ်မင်္ဂလာပါညီဟုတ်ကဲ့ပါဆီယနေကောင်းလားကောင်းပါတယ်ခင်ဗျာအရန်နေကောင်းပါတယ်ဟုတ်ကဲ့ပါဆီယကျတော့ကျွန်တော်ပြောလိုပဲပေါ့နော်ကျွန်တော်တို့ဒီ acne series တွေနဲ့ပတ်သက်လာပြီဆိုလို့ရှိရင်တော်တော်များများကလည်းစိတ်ဝင်စားကြတယ်အဲ့လိုပဲ စိတ်ဝင်စားနေတဲ့အတူတည်ကျင်တဲ့မိကွန်လေးတွေပေါ့စပြီးတော့ဆမ်မတုံးကြီးမကင်မှာတည်ကျင်တဲ့မိကွန်လေးတွေလည်းအမြင်နဲ့အများကြီးရှိတတ်ပါတယ်။ဆိုတော့ of course ဒီမိကွန်လေးတွေတွေကတခုကပေါ့နော်။အာဒီကျွန်တော်တို့ဝတ်ချံကိုကုတာဖို့တတ်တာဖို့အတွက်ဆိုရင်တော့အကောင်းဆုံးကကျွန်တော်တို့ဒီဆရာဝန်နဲ့ကိုရင်ကိုကြတွေ့ပြီးရောကုသတာတော့အကောင်းဆုံးပေါ့နော်ဒါမလို့ဒီအခက်အခဲမျိုးမျိုးကြောင့် personally လာပြီးတော့ဆရာဝန်နဲ့မတွေ့ခင် မကူတာမှုမခံယူခင်မှာဒီ Agni series လေးကိုတုံးဆွဲမယ်ဆိုလို့ရှိရင်ဆရာဘလိုလေးတုံးဆွဲဖို့အတွက် recommend လုပ်ချင်ပါတယ်ဆရာအဲ့တော့ပထမဆုံးအနေနဲ့ကအကိုနေဝေးပေါ့နော်အစိမ်းကလာလို့အဆင်မပြေတဲ့သူဟုတ်အနေဝေးနေဝေးဆိုတဲ့နေရာမှာအာနိုင်ငံရချာလေးဖြစ်နိုင်တယ်နေမာနေတာလည်းဖြစ်နိုင်တယ်အဓိက main ကတော့စီကန်းကိုလာပြဖို့အဆင်ပြေတဲ့သူပေါ့နော်ဟုတ်ကဲ့ဆရာအဲ့လိုအဲ့လိုလူတွေအဲထဲမှာဆိုရင်အခုနေနှစ်ပိုင်းခွဲပြီးတော့ပြောချင်ပါတယ်ကဲ့ပါပထမတစ်ပိုင်းကတော့ အဲ့လိုလူတွေထဲမှာမှ recently ဝတ်ချံထွက်တဲ့သူအဲ့တပိုင်းနောက်တပိုင်းကကြတော့ဝတ်ချံထွက်နေတာကြာပြီဒါမပြောင်းနိုင်ဘူးဖြစ်နေတယ်ဒါမှမဟုတ်ရင်လည်းပေါ်လိုက်ပြောက်လိုက်ဖြစ်နေတယ်ပေါ့နော်အဲ့လိုမျိုးဆိုတော့ group နဲ့ group ကိုခွဲပြီးတော့ပြောပြချင်ပါတယ်ဟုတ်ကဲ့ပါဆရာအပထမတဲ့ group ကတော့ဒီဝတ်ချံထွက်တာတိတ်မကြတဲ့သူပေါ့နော်ဝတ်ချံထွက်တာတိတ်မကြတဲ့သူတွေအဲမှာဆိုရင်တော့အာသူ့ရဲ့မျက်နှာပေါ့နော်မျက်နှာမှာဝက်ချံရဲ့အနေထားကအရင်မများတဲ့သူနဲ့ အနေတော့ဒါမှမဟုတ်ရင်လည်းများတဲ့သူဆိုပြီးတော့ကွာနှစ်ပိုင်းထက်ခွဲချင်ပါတယ်အဲ့တော့ဝက်ချန်ကလည်းထွက်တာလည်းမကြသေးဘူးဝက်ချန်လည်းအများကြီးမရှိသေးဘူးအနည်းချင်းလောက်ပဲပေါ့နော်ဟိုဥမာဆိုရင် DH ဖြစ်ရင်လည်းဖြစ်မယ်ဒါမှမဟုတ်ရင်လည်းအာဒီတက်လက်ပေါ့ဒါပေမဲ့ဝက်ချန်ကအခုမှပဲစပြီးတော့ထွက်တာပေါ့ဟုတ်ကဲ့အဲ့လိုမျိုးလူတွေ address ဆိုရင်တော့အာဒီ acne series ကို try ကျင်နေဆိုရင်တော့စပြီးတော့ try လုပ်ရပါတယ် အဲ့ဒီထဲမှာဆိုရင်ကိုရိုအက်ကနီ series ကအာတည်တဲ့အတိုင်းပဲအမျက်နှာသစ်ရှိမယ် serum ရှိမယ် mask ရှိမယ်ပေါ့နော်အဲ့ဒီထဲမှာဆိုရင်ဒီအမျက်နှာသစ်ကို try လို့ရမယ်ပြီးသွားတဲ့အခါကျရင်အခြေခံ skin care ဖြစ်တဲ့ moisturizer လေးထပ်ထည့်ပြီးတော့သွားလို့ရမယ်။ဟုတ်ကဲ့။နောက်ပြီးတဲ့အခါကျတော့ကိုယ့်ရဲ့မျက်နှာမှာရောင်ကိုင်းနေတဲ့ဟာလေးတွေရှိနေတဲ့ဆိုရင်တော့အဲဒီရောင်ကိုင်းနေတဲ့ဝက်ချန်ရှိတဲ့ area မှာအာ serum လေးတွေအနေချင်းလောက်ပေါ့နော်လိမ့်တာလုပ်လို့ရပါတယ်။အဲတချို့ကကျတော့ဆရာရဲ့ဒီဒီဟိုပေါ့ ဒီအခြေခံ skin care တွေပေါ့နော်အဲ့ဒါအပြင်မှာမအရန်ကို skin care လုပ်ချင်ပါတယ်ဆိုရက်သူပေါ့နော်အ mask လည်းကတ်ချင်ပါတယ်ပေါ့အဲ့လိုမျိုးအရန်ကို skin care ကိုအရန်ဝါသနာပါပြီးအရန်လုပ်ချင်ပါတယ်လူတွေဆိုရင်တော့အညစ်လူပေါ့နော်အဲ့ဒါဟုတ်တော့ဒီကအရန်ကိုတကခုလုပ်ချင်ပါတယ်အရန်ကိုစိုက်ပြီးတော့အရန်ကိုဂလိုးချင်ပါတယ်အရန်ငှားချင်ပါတယ်သူတွေအတွက်ဆိုရင်တော့ mask လေးလည်းရှိတဲ့အခါကျတော့ mask လေးလည်းထပ်ပြီးတော့အသုံးပြုလို့ရတာပေါ့အဲ့ဒါကအခုခုနပြန်ပြောပြန်ပြောရမယ်ဆိုရင်တော့ ဝက်ချန်ကအခုမှစထွက်တယ်ဝက်ချန်ထွက်တဲ့အနေချင်းလောက်တော့သူတွေအတွက်ကိုတော့ Agni series ကိုတော့အခုအနေနဲ့တော့ဟို try လုပ်ရတယ်ဆိုတော့ recommend ပေးတာပေါ့နော်နောက်ဒုတိယဘိုင်းကကြတော့အခုတော့ဝက်ချန်ကအနေတော့ပေါ့ moderate ပေါ့ဒါမှမဟုတ်ရင်လည်းဝက်ချန်အရင်များတယ်ပေါ့ severe agni ဖြစ်နေတယ်ဟုတ်ကဲ့ပါအခုမှစထွက်တယ်ဒါပေမဲ့လည်းသူကဝက်ချန်ဒီအနေတော့ဒါမှမဟုတ်များနေတယ်ဆိုတော့အဲ့လိုမျိုးလူအတွက်ကတော့အခုအနေနဲ့ကတော့ Acne series တော်၎င်းတခြား product တခြားစီးတော်၎င်းသုံးမဲ့တူတူကတော့အရေးကြီးတာကတော့ စေကန်းပြစေချင်ပါတယ်ဟုတ်ကဲ့ပါဆရာမှန်ပါတယ်အခုအခုခေတ်ကတည်တဲ့အတိုင်းပဲပေါ့နော်ဟိုစေကန်းကိုကိုယ်တိုင်ကိုယ်စားမလာနိုင်ဘူးဆိုပေမဲ့လည်းအခုတို့ online ကနေလည်း consultation လုပ်လို့ရတယ်ဟုတ်ပါတယ်ခေတ်ဖြစ်နေတယ်ပေါ့နော်ဟိုမှာအခုတို့ so clinic ဆိုလဲ so online clinic ဆိုတာရှိတယ်အခုကိုယ်တိုင်ပဲကြည့်ပြီးတော့အခုတို့တေချာကိုကြည့်ပြီးတော့ consultation လုပ်ပေးတယ်အဆေးရပါတွေကိုလည်းဟိုတက်နိုင်သမျှပေါ့နော်အနေဝေးပဲဖြစ်ဖြစ်နိုင်ငံရဲ့ခြားပဲဖြစ်ဖြစ် delivery service နဲ့တူတူချာချာကို give site ပို့ပေးတယ်ဟာလေးလည်းရှိတယ်ဆိုတဲ့အခါကျတော့အေးကြီးဆုံးက တော့ဒီဆရာဝန်နဲ့ပေါ့နော်တိတိကျကျလေးဆွေးနွေးပြီးတော့မှကုသစေချင်ပါတယ်ဟုတ်ကဲ့ပါတစ်ပိုင်းပေါ့နော်နောက်တစ်ခုကကြတော့နောက်ဒုတိယတစ်ပိုင်းပြန်သွားမယ်ဆိုတော့ဝက်ချန်ထွက်နေတာတော့ကြာပြီအာဒါပေမဲ့ဝက်ချန်ကတော့အနည်းချင်းပဲအနည်းချင်းတော့ပဲအာဒါပေမဲ့ပေါ်လိုက်ပြလိုက်ဖြစ်နေပေါ်လိုက်ပြလိုက်ဟုတ်ဟုတ်အဲ့လိုပေါ့အဲ့ဒါပေမဲ့အများများကြီးလည်းမဟုတ်ဘူးဆိုးွားတာလည်းမဟုတ်ဘူးဒါပေမဲ့ဒီအနည်းတော်လောက်ပဲနည်းချင်းလောက်ပဲ၅ဖူး၁၀ဖူးလောက်နဲ့တန်တရားလဲနေတယ်မပြောက်လည်းမပြောက်နိုင်ဘူးပေါ့နော်အဲ့လိုလူတွေအတွက်ဆိုရင်တော့ ဘာကြောင့်ဖြစ်နေတာလဲ ဒါဝက်ချန်ဖြစ်နိုင်တဲ့ cost တွေအများကြီးပဲဆိုရဲခါကြတော့ဘာကြောင့်ဖြစ်နေတာလဲကိုတုံးနေတဲ့ဟာများစက်မပြေတာလားတခြားဒီ infection ရှိနေရလားကိုယ့်ရဲ့ lifestyle ကြောင့်လားအဲ့လိုမျိုးအဓိက main cost ကိုသိဖို့အတွက်ကတော့အခုအရှိအပြောသလိုပေါ့နော်အကောင်းဆုံးကတော့ဒီဆရာဝန်နဲ့ consultation လုပ်ပြီးတော့ပြတာတော့အကောင်းဆုံးပေါ့ဘာဖြစ်လို့လဲဆိုရဲခါကြတော့ဟိုကြာလဲကြာနေပြီဆိုရဲခါကြတော့လေဟုတ်တယ်ဆရာအဲ့လိုဆိုရဲခါကြတော့ကြာနေပြီဆိုတော့သူတို့မှလည်း stress ကတော့ရှိမှာပဲလေနော်ဒါပေါ့ဒါပေမဲ့တချို့တချို့တွေကကြတော့ဝက်ချန် အတွက်ပေါ့နော်စေကံပြဖို့ကလည်းလားဖို့လည်းအဆင်မပြေဘူးဒီလို online အနေနဲ့ပြဖို့ကလည်းအဆင်မပြေဘူးပေါ့မအားရတော့လကောင်းပြဖို့အဆင်မပြေတာလားအဲ့လိုလူတွေအတွက်ပေါ့ဝက်ချန်လည်းအနေချင်းပဲရှိနေတဲ့သူတွေအတွက်ဆိုရင်တော့ဒီ acne series လေးကတော့ trying channel ဆိုရင်တော့ trying လုပ်ရတဲ့ထဲမှာပါပါတယ်ဟုတ်ကဲ့ပါဘယ်လိုဆိုတော့ဒီ safe ဖြစ်တဲ့ထဲမှာပေါ့နော်ဟိုက trying နေဆိုတဲ့နေရာမှာဆိုရင်အဲဒီဟိုမျက်နှာတဲ့ခုနကဟိုအရှိရပြောသလိုပေါ့နော်ဒီ serum ကတော့အခုနေနေကတော့ဒီ ဟိုအများကြီးလိမ့်တာထက်စာရင်တော့ဒီရောင်နေတဲ့ဝက်ချံပူတွေကအနည်းချင်းလောက်ပေါ့နော်အနည်းတော်လောက်လိမ့်တာတော့လိုအပ်တဲ့နေရာထားပြီးတော့ moisturizer လေးပေါ့နော်ဟုတ်တယ် moisturizer လေးထည့်ပေးမယ်အဲ့လိုမျိုးလေးတွေသုံးလို့ရတာပေါ့နော်အဲဒါပေမဲ့လည်းအကောင်းဆုံးကတော့ဆရာဝန်နဲ့ပြဖို့ကွာ recommend လုပ်တာပေါ့နော်ကိုမပြနိုင်ဘူးဆိုတဲ့အနေအထားတစ်ခုမှာပါဟုတ်ကဲ့ပါအာနောက်တစ်ခုကကျတော့ဒီ moderate to severe acne ပေါ့အာအဲ့ဒါကိုဖြစ်နေရလဲကြာပြီဝက်ချံလည်းများနေတယ်ဆိုရင်တော့အကောင်းဆုံးကတော့ ဘာမှမတုံးပါနဲ့ဟုတ်တယ်ဟုတ်တယ်မှမတုံးပါနဲ့ဟုတ်တယ်ဆရာနံပါတ်1စီကံပြပါနံပါတ်2စီကံပြပါနံပါတ်3စီကံပြပါဟုတ်ပါတယ်ဆက်ပါတယ်ဆရာဟုတ်ကဲ့ဟုတ်ကဲ့စီကံကိုလည်းအဲ့လိုပဲ in person တက်နိုင်တလောက်တော့အကောင်းဆုံးလာပြစီခြင်းနဲ့တကယ်လို့ဟုတ်ကဲ့အခက်အခဲမျိုးမျိုးကြောင့် in person ဘောနော်လူကြိုင်လာမပြနိုင်သေးဘူးဆိုရင်တော့ပါပဲ so online clinic ကနေပြီးတော့ကျွန်တော်တို့ နေဝေးအတွက်ကောနိုင်ငံခြားအတွက်ကောကျွန်တော်တို့စူးစမ်းပြီးတော့တခြားလေး client တွေကို queue site လာပေးခဲ့တာကျွန်တော်ထင်တာအခုဆိုလို့ရှိရင်နှစ်နှစ်သုံးနှစ်လောက်ရှိပါပြီเนาะဆရာဟုတ်ကဲ့ပါဟုတ်ကဲ့ပါကျေးဇူးများကြီးတင်ပါတယ်ဆရာ